Hello crypto guys you know crypto decentralized finance နဲ့ပတ်သက်တာတွေအနည်းဝေမျှပေးနေတဲ့ MMR Defi channel မှာကြိုးဆိုပါတယ်ဒီနေ့မှာတော့ post chain ethereum တို့ရဲ့စိတ်ဝင်စားဖွယ်အကြောင်းတွေကိုလေ့လာရအောင်ဘာတွေကွာခြားလဲဘယ်ဟာပိုကောင်းလဲဆိုတာကိုဒီနေ့မှာပြပြသွားပါပါ ပထမဆုံးအနေနဲ့ဂီတာရီရဲ့အကြောင်းပြောကြရအောင်ဂီတာရီရဲ့ဟာ spike contract platform ခုဖြစ်ပြီး blockchain လောကမှာတော်လန့်မှုတွေဖန်တီးခဲ့တဲ့သူဆိုလဲမမပါဘူးဘိုးချုပ်ကပ်မှုမရှိတဲ့ app တွေ NFT တွေနဲ့ define တွေအတွက်အခြေခံဖြစ်ပါတယ်ဒါပေမဲ့ interview ကိုကျွန်တော်တို့ဘယ်လောက်ပဲကြိုက်ကြိုက်သူ့မှာလဲစေကောင်းမှုတွေရှိနေပါတယ် gas fee မြင်ပါပြီ transaction လုံးလုံး negotiate တွေနဲ့ သဘာဝပတ်ဝန်းကျင်အပေါ်တည်ရောက်မှုတွေရှိနေပါတယ်။ပြီးရင်ပေါ်ချိန်ကြောင့်ကြည့်အောင်ပေါ်ချိန်ဟာဒီတာရီရဲ့အားနည်းချက်တွေကိုဖြည့်ရှင်းဖို့ရည်ရထားတဲ့ project တစ်ခုပါ။လူချက်ဟက်ကဖန်တီးထားပြီးပုံမြန်ပိုတက်တာလေပိုပြီးသဘာဝပတ်ဝန်းကျင်နဲ့တခါတခါဖြစ်အောင်ဆိုင်ဆွဲရတာပါ။ဒါကဘယ်လိုလုပ်ဆောင်လဲအသေးစိတ်လေ့လာကြည့်အောင်။ပထမဆုံးဝတ်ချက်ကညံနှုံးနဲ့ပုံချက်စိတ်ပါ။ ဒါရီယန်က second ကို position 15 to 30လောက်ပဲလောက်ဆောင်နိုင်ပြီးအတုံးများချိန်တွေမှာ network ကောင်းချမ်းရှင်းကြ gas fee တွေအရင်မြင့်တက်သွားနိုင်ပါတယ်တစ်ဖက်မှာတော့ port share ကပုံမြန်တဲ့ transaction speed ကိုမဆက်ထားပါတယ် fees တွေကလည်းတိတိတသားကျွမ်းနေပါတယ် port chain ရဲ့စနစ်က volume မြင့်မတာကိုငွေကုန်ကြေးကျများမရှိပဲကန့်တွဲနိုင်အောင် design ဆွဲထားတာပါဒုတိယကြီးမားတဲ့ကွာချက်အနေနဲ့ ့ဘွားပေါင်းကျင်တဲ့တဟဆတဖြစ်မှုပါပဲ။ Ethereum က Ethereum 2.0နဲ့ Proof of Stake ကိုကူပြောင်းခြင်းနဲ့ဥသက်မှုတွေရှိခဲ့ပေမဲ့ Post Chain ကတော့စွမ်းရည်သုံးစွဲမှုနေပါအောင်အစကတည်းက optimize လုပ်ထားပါတယ်။ဒါကဘွားပေါင်းကျင်ကို use site တဲ့ကူပြောင်းသုံးစွဲသူတွေအတွက်ဆက်ရှင်းတာစီတဲ့ရွှေရစီအတစ်ခုဖြစ်စေပါတယ်။ဒီဝန်သားစီကောင်းတဲ့အချက်တစ်ခုကတော့ Porsche ဟာ Italian Fox တစ်ခုဖြစ်ပါတယ်။ဆိုလိုတာက Italian based project တွေနဲ့ compatible ဖြစ်ပြီး Italian blockchain ရဲ့ stack တစ်ခုလုံးကိုပွားယူထားတာပါ။နောက်ဆုံးအနေနဲ့ community နဲ့ ecosystem အကြောင်းကြည့်ရအောင်။ Italian မှာကြီးမားတဲ့ developer base နဲ့မရေမတွက်နိုင်တဲ့ project တွေရှိပါလေ။ Porsche ကတော့သူရဲ့အစောပိုင်းကလာမှာပဲရှိသေးတယ်ဗျ။တက်ကြွပြီးအကောင့်နဲ့ community နဲ့အတူနေနေဆက်ဆက် တိုးတက်နေပါတယ်။ရှင်းရှင်းပြောရရင်ဂီတာရီယာကညူစစ်ချပြီးတကယ်ပြည့်ပြည့်လက်ခံကျတုံးနေကြပါတယ်။တစ်ဖက်မှာတော့ပေါ်ချိန်ကဂီတာရီယာရဲ့အကြီးမားဆုံးစေကောင်းမှုတွေအတွက်ရဲရင်နဲ့ဖြစ်စင်းချက်တွေနဲ့အတူရောက်လာတဲ့ယူကပ်မှာတယောက်ပါ။ဒါကြောင့်လိုအပ်ချက်တွေပေါ်ပေါ်တည်ပြီးဉာဏ်နှုံကုန်ကျစရိတ်ဒါမှမဟုတ်စံတဲ့သူဖြစ်မှုတခုချင်းစီပါသူ့အတိုက်ချက်တွေရှိကြပါတယ်။ပရိသတ်တို့ကရော team italiana King for Chengla comment မှာပြောကြရအောင်เนาะပြီးတော့ဒီလိုမျိုး content တွေလေ့လာကြည့်နေဆိုရင် MMA Design Page ကို like subscribe လုပ်ပြီး notification bell ကိုနှိပ်ထားဖို့မေ့ပါတယ်เนาะ